ဘကိုးနဲ့ရန်ကုန်တိုင်းစစ်စင်ရေးအတွက်ဘကိုးပောက်ကဖကိုဖွဲ့စည်းလိုက်ပြီးအထူးတိုင်းစစ်တနာစစ်ကြောင်းကိုလွှဲပြောင်းပူးပေါင်းလိုက်တယ်လို့အထူးတိုင်းစစ်တနာတိုင်းကိုကဲရေးမှုရဲဘော်အောင်ဆန်ရှားကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့က KNU တပ်မဟာ1နယ်မြေမှာဘကိုးခေရပောက်ကဖကနေဖွဲ့စည်းထားတယ်တိုက်ခိုက်ရေးစစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်မတော် အထူးတိုင်စစ်တနာရဲ့စစ်စင်ရေးကိုကဲမှုအောက်မှာတာဝန်ထမ်းဆောင်စေဖို့တွင်လွှဲပြောင်းအနံပွဲအခမ်းအနားကိုကျင်းပခဲ့ပြီးဘကိုးခရံပကဖတာဝန်ခံရဲဘော်ဖြူပောင်က အထူးတိုင်စစ်တနာတိုင်းကိုကဲရေးမှုရဲဘော်အောင်ဆန်ရှားစီကိုဘကိုးခရံပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို လွှဲပြောင်းအနံပေးခဲ့လို့လည်းသိရပါဗျ။မုံရွာနဲ့ချမ်းဦးမြို့နယ်ဆက်တနေရမှာတရေကျွမီထွန်းပွဲနဲ့စီမီးတပိတ်ပြုလုပ်နေချင်းစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ20ကျော်သေဆုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ချမ်းဦးစရာတော်ကရန်ကုန်ခေတ်သစ်ကိုမိန့်ကြားပါတယ်။မြန်မာနိုင်ငံမှာနျူကလ িয়ার ဓပောင်းပုံတိဆောက်ရေးအတွက်ဆိုပြီးအကြံဖက်မင်းအောင်လိုင်ကသူ့လက်အောက်ခံစစ်တပ်အရာရှိအများပြားကိုရုရှားနိုင်ငံစီပညာတော်သင်တွေအဖြစ်အဆက်မပြတ်စေလွတ်နေပြန်တယ်လို့နေပြည်တော်စစ်တပ်တရင်အရှင်မြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။လက်ရှိအကြံဖက်မင်းအောင်လိုင်ကြံစီနေတာကတော့ မြန်မာနိုင်ငံမှာမဂါဝတ်130အသေးစားနျူကလ িয়ার ဓာတ်ပေါင်းပို့ကိုတိစောက်ရေးအတွက်ရုရှားနဲ့ပူးပေါင်းလှုပ်ဆောင်ဖို့လုပ်နေတာဖြစ်တယ်လို့ဆိုပါတယ်